ဖို့ဘဖမများအားလုံးမင်္ဂလာပါ clock corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီည7:00နာရီမှာ super sunday ရဲ့အကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်မြောက်လန်ဒန်ဒါဘီပွဲဖြစ်တဲ့ကျွန်တော်တို့ arsenal နဲ့ tottenham hotspur တို့ရဲ့ပွဲကြုံသုံးသက်ချက်လေးကိုလုတ်ပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော် youtube channel လေးကို like and subscribe လုပ်ကြတဲ့ညီကိုလေးများ like and subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ် okay အဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီညရှင်မြန်ကစားကြမယ်ကျွန်တော် arsenal နဲ့ tottenham hotspur တို့ရဲ့ကျွန်တော်တို့ အဲပွဲလေးကိုတော့ကျွန်တော်ရဲ့ YouTube မှာ live လေးရှိတဲ့အတွက်ကြောင့်ညီကိုလေးအနေနဲ့ live ရောက် join လို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့အားနေဖိတ်ခေါ်ပါတယ် okay အဲဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ရေဦးသောအနေနဲ့ကျွန်တော်တို့ဒီနေ့တင်ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့ကျွန်တော်ငါးပွဲလေးကိုနည်းငယ်ပြန်လဲကြည့်လိုက်ရအောင်အရင်ဦးတော့ကျွန်တော်တို့အိရှင်ဖြစ်တဲ့ Arsenal Arsenal ကတော့ရှင်းပါတယ်သူတို့အနေနဲ့ဇာတ်တက်မှာရက်တည်နေနိုင်တာလေကျွန်တော်တို့ကန်တရားကြောင့်မဟုတ်ဘဲနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေနည်းပြနဲ့ကျွန်တော်တို့ကစားသမားတွေရဲ့ကျွန်တော်တို့စီးလုံးမှုတွေကတော်တော်လေးမှ ကျွန်တော်တို့ဒီနှစ်ရာဒီမှာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေမြင်တွေ့ရတယ်အဓိကသူတို့ရဲ့ပြိုင်မဲ့တွေဖြစ်တဲ့လီဗာပူးတို့မန်ချက်စတာဆီးတို့ဆိုလို့ဆိုရင်လည်းကျွန်တော်ညအပွဲမှာရှုံးနိုင်သွားခဲ့တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတကယ်လို့ဒါတော်တန် အစနေနေနဲ့ကျွန်တော်တို့တေရရလဲဒါမှမဟုတ်ဘဲနဲ့အဲရှုံးနေမှုမျိုးတွေကိုဒါကြုံတွေ့မယ်ဆိုရင်လည်းတိတ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဆိုရင် pressure ဖိအားတိတ်ပြီးတော့မရှိဘူးလို့တော့ကျွန်တော်အမြင်နဲ့အဲ့လိုမှမဟုတ်ဘဲတကယ်လို့ဒါဒီနေ့ပွဲမှာဒါအာဆင်နယ်အနေနဲ့အိမ်ဝင်းမှာနိုင်ပွဲကိုဆက်လက်ပုံဖော်နိုင်မယ်ဆိုရင်တော့တော်တော်လေးမှအမှတ်ပြတ်သွားမဲ့ပုံစံမျိုးတွေမြင်တွေ့ရပြီးတော့အနည်းကပြိုင်မဲ့အသေးနှစ်သင်းပြည်တယ်အဲကျွန်တော်လီဗာပူးနဲ့ မန်ချက်တာစီးတီးရဲ့ရှုံးနိမ့်မှုကအာဆင်နယ်ရဲ့ကျွန်တော်တို့အခွင့်အရေးလို့တော့ကျွန်တော်မြင်နေဗတ်တကြောင့်လို့ဆိုရင်အာဆင်နယ်အနေနဲ့လည်းပွဲချက်တွေကိုရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ဒါဒီနေ့ပွဲမှာဆက်လက်အနိုင်ယူနိုင်မယ်ဆိုလို့ဆိုရင်တော့တော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်တို့အမှတ်ဖြတ်မှုတွေနဲ့ကျွန်တော်တို့အဆင့်ဇာရက်တီချက်တဲ့မှာပဲဆက်လက်နေနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်။တစ်ဖက်ကကျွန်တော်တို့တော်တန်ဟောဆိုတော့တော်တန်ဟောဆိုရလေဒီတိုင်းပါပဲ။ဟောတကယ်လို့ဒါသူတို့အနေနဲ့အဲထိမက်မထားတဲ့ရလက်တွေဒါပေါ်ထွက်မယ်ဆိုရင်တော့အဲသူတို့အနေနဲ့အဆင့်ရက်တီချက်ကလည်းကျွန်တော်အဆင့်နှင်းအဆင့်နှင်း ဒါမှမဟုတ်အဆင့်300နေရာထိလောက်ကိုတက်လှမ်းလာမဲ့အခွင့်အရေးတွေရှိတဲ့အတွက်ကြောင့်ဒီနေ့တင်းရဲ့စုံတွေးမှုရဲ့မြောက်လန်တဲ့ဒါဘီကပေးတက်တွေစောင့်မြော်နေတဲ့ပွဲကောင်းတစ်ပွဲဖြစ်မယ်လို့တော့ကျွန်တော်တို့အဲမျှော်မှတ်ထားတယ်။ Okay အဲဆိုရင်ကျွန်တော်တို့ဆက်လိုက်ကြအောင်။ရုံးစုံအနေနဲ့ကျွန်တော်တို့ Arsenal Arsenal နောက်ဆုံးရှင်းပြန်ထားတဲ့၅ပွဲမှာဆိုရင်တော့ကျွန်တော်တို့၄ပွဲအထိနိုင်ထားပြီးတော့သူတို့အနေနဲ့တစ်ပွဲပဲတည်ချရထားတည်ချထားတယ်။ဒီကျွန်တော်တို့တည်ချတဲ့ပွဲကလည်းကျွန်တော်ပြီးမြတ်လေးပွဲစဉ်၁၁တုံးကကျွန်တော်တို့အဲ ဆန္ဒလန်ရဲ့အိမ်ကမှာတော့ရှင်မြိုင်နဲ့ပွဲမှာတော့ဆန္ဒလန်ရဲ့နောက်ကျ twin goal တွေတဲ့သူတို့အနေနဲ့တေရလက်ကိုထွက်ပေါ်သွားတဲ့အတွက်ကြောင့် Arsenal ကိုကျွန်တော်ဒီတစ်ခါကျွန်တော်တို့ international break ပြန်လာတဲ့အချိန်မှာတော့နိုင်ပွဲတွေကိုပြန်လဲပုံဖော်နိုင်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်။အဲတစ်ဖက်ကကျွန်တော်တို့ Tottenham Hotspur Tottenham Hotspur ကတော့ကျွန်တော်နောက်ဆုံးရှင်မြိုင်ထားတဲ့၅ပွဲမှာဆိုရင်တော့ကျွန်တော်တို့နှစ်ပွဲထိနိုင်ထားပြီးတော့သူတို့အနေနဲ့တပွဲတေရကျထားပြီးတော့ကျွန်တော်တို့နှစ်ပွဲရှုံးနေထားတာကိုကျွန်တော်တွေ့ရမယ်။အဲကျွန်တော်တေရကျထားတဲ့ကျွန်တော်တပွဲကလည်းကျွန်တော်နောက်ဆုံးရှင်မြိုင်ထားတဲ့ ပြီးမြားလေးပွဲစဉ်17မှာဆိုရင်တော့အဲမန်ချက်စတာယူနိုက်တက်နဲ့တို့အနေနဲ့တူတူဆိုပြီးတော့တေရလက်ကိုပုံဖော်ထားတဲ့ပွဲလေးရှိတယ်ဗျာအဲဒီတော့ကြောင့်လဲကျွန်တော်တို့အဲနှစ်သင်းသလုံးကတော့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့ပြီးမြားလေးပွဲစဉ်17မှာဆိုရင်တော့ကျွန်တော်တို့တေရလက်ကိုနှစ်သင်းလုံးပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့အဲစုံတွဲနေတဲ့ကျွန်တော်တို့ပြီးမြားလေးပွဲစဉ်17ရဲ့မြောက်လန်ဒါဘီကတော့တော်တော်လေးမှကြီးလို့ကောင်းမဲ့ပုံစံမျိုးတွေရှိတယ်။ Okay အဲဆိုရင်လို့ဆိုရင်ကျွန်တော်တို့ ဒီနှစ်သိန်းကထိတိုက်တွဲဆုံမှုဒီနှစ်သိန်းကထိတိုက်တွဲဆုံမှုကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ကတော့ကျွန်တော်16ဂျိန်အထိနိုင်ထားပြီးတော့ကျွန်တော်7ဂျိန်တော့ကျွန်တော်တို့တည်ကြထားတယ်တစ်ဖက်ကကျွန်တော်တော်တန်ဟော့ဆာကတော့17ဂျိန်နိုင်ထားပြီးတော့ဒီနှစ်သိန်းကကျွန်တော်စုံတွဲတန်းရတာလည်းတော်တော်လေးမှကျွန်တော်ကြည့်လို့ကောင်းတဲ့မြောက်လန်ဒန်ဒါဘီလို့ပြောလို့ရတယ်နောက်သိန်းလုံးကကျွန်တော်တို့ twin goal တွေကိုအဲ သွင်းနိုင်တဲ့ကစားသမားကောင်းတွေရှိတဲ့အတွက်ကြောင့်ဒီညရှင်ပြိုင်မဲ့ကျွန်တော်တို့မြောက်လန်နန်ဒါဘီပွဲကကျွန်တော်တို့အဲပြည်သက်တွေအတွက်တော်တော်လေးရင်ခုန်စိတ်လုချားစရာကောင်းတဲ့ပွဲကောင်းတစ်ပွဲဖြစ်မယ်လို့တော့မြင်တယ်။အဲကျွန်တော်တို့တစ်ဖက်ကတော်တန်ဟော့စပါနေနဲ့လည်းကျွန်တော်တို့အာဆင်နယ်အိမ်ဝင်းမှာကျွန်တော်တို့နောက်ဆုံးအနိုင်ရထားတာဆိုလို့ရှိရင်2010တုန်းကဖြစ်ပြီးတော့ နောက်တစ်ဆယ်တော့ကျွန်တော်တို့နိုင်ရထားပြီးတော့2 3နဲ့ကျွန်တော်တို့နိုင်ရထားတယ်။အဲဒီနှစ်နောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်ပြင်းပြလိမ့်မှာဆိုရင်တော့အာဆင်နယ်တို့ရဲ့အိမ်ခွင့်မှာတော်တန်ဟော့စ်ဝါအနေနဲ့အနိုင်ရလက်ကိုပုံဖော်နိုင်ခြင်းမရှိတော့ကျွန်တော်တွေးရမယ်။အဲ ဒီကျွန်တော်2018တော့တော့တခါနိုင်လိုက်တယ်ဗျအဲ့တော့လည်းကျွန်တော်တို့ပြများလေးပြိုင်ပွဲမဟုတ်ဘဲနဲ့ EFL Cup ပြိုင်ပွဲမှာတော့ကျွန်တော်တို့ Z2 ဆိုပြီးတော့ Tottenham Hotspur အနိုင်ရထားပြီးတော့ဒီနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင် Arsenal အိမ်ဝင်မှာ Tottenham Hotspur အနေနဲ့တခါမှနိုင်ပွဲကိုရအောင်ပုံဖော်နိုင်ခြင်းမရှိတဲ့တော့ကအဲ့တော့ဒီတခါစုံတွဲမဲ့ကျွန်တော်တို့လည်းပြများလေးပွဲစဉ်12ရက်မြောက်လန်ဒန်ဒါဘီပွဲမှာတော့ဒီကျွန်တော်တို့အများအားလို့ရှုံးနေမှုကြုံတွေ့တဲ့ Tottenham Hotspur ရဲ့ကျွန်တော်တို့အမ် ရလက်တွေကိုဒီတစ်ခါစုံတွဲမှုကပြန်လဲခြေဖြတ်နိုင်မလားဆိုတော့စောင့်ကြရမယ်ဒါပေမဲ့ခြေဖြတ်ဖို့ဆိုရင်လည်းတစ်ဖက်ကကျွန်တော်အာဆင်နယ်ရဲ့ကျွန်တော်နောက်တန်းကိုလည်းသူတို့အနေနဲ့အဲတော်တော်လေးမှကျွန်တော်တို့ပေါထောက်ရမယ်လို့မြင်တယ်ဘာတော့ကြောင့်လဲဆိုရင်အာဆင်နယ်ရဲ့ကျွန်တော်နောက်တန်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြတ်တက်ထားတယ်လို့ပရီးမီးယားလိမှာလည်းကျွန်တော်တို့ပေးဖို့အနည်းဆုံးနောက်တန်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ Tottenham Hotspur ရဲ့ကျွန်တော်တိုက်ဆက်ကဒီနေ့ပွဲမှာကျွန်တော်တို့အမြင်ရဆိုရင်တော့တော်တော်လေးမှမလွယ်ကူဘူးလို့တော့မြင်တယ်တစ်ဖက်ကကျွန်တော်တို့ အစနဲ့တိုက်စစ်မှာလည်းဒီနေ့ကတော့အဲသူတို့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ဗီတာယော့ဂရန်အနေနဲ့လည်းကျွန်တော်တို့ဒဏ်ရာပြဿနာတွေရနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုတော့ပါဝင်လာနိုင်ခြင်းမရှိဘူးလို့တော့အဲကျွန်တော်တို့တွေ့ထားရတယ်ဒီတော့ကြောင့်လည်းဒါမှလည်းသူတို့မှာသူတို့ရဲ့ကွင်းလင်ကစားသမားဖြစ်တဲ့မိန်နိုပဲသူတို့အဓိကအထောင်တိုက်စစ် ကစားသမားအနေနဲ့တုံးသွားမယ်လို့တော့မြင်တယ်ဘာတက်ကြောင့်လဲဆိုရင်ကျွန်တော်မနေ့ကရာသီမှာလဲကျွန်တော်မေယူနိုကိုသူတို့ရဲ့အဓိကတိုက်စစ်မှုနေရာမှာတုံးပြီးတော့ကျွန်တော်ခုနောက်ပိုင်းပွဲတွေမှာဆိုရင်လဲကျွန်တော်မေယူနိုကိုတုံးထားတာလဲမေယူနိုနေနဲ့အတွင်းကိုတွေပါတွင်းထားနိုင်တဲ့အတွက်ကြောင့်ဒီခါစုံတွဲမဲ့ကျွန်တော်မြောက်လန်ဒန်ဒါဘီပွဲမှာတော့ဒီနှစ်သင်းရဲ့ကျွန်တော်အဲ တိုက်စစ်အပြိုင်မှုမှာတော့တော်တော်လေးဥမာကြီးလို့ကောင်းမယ်လို့တော့မြင်တယ်။ Okay အဲဆိုရင်ကျွန်တော်တို့ခမန်းလိုင်းနဲ့လေးကိုသွားလိုက်ရအောင်။အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Arsenal Arsenal ကတော့သူတို့ရဲ့အဓိကဂိုးသမားတော်မှာတော့ကျွန်တော် David Raya ပဲပွဲထလာမယ်။နောက်တန်းမှာတော့ကျွန်တော်တို့အနေနဲ့အပြောင်းလဲရှိတယ်။အထူးသဖြင့်ကျွန်တော်တို့ Gabriel Gabriel ကကျွန်တော်တို့အဲဘရာဇီးနဲ့ပွဲမှာသူ့အနေနဲ့ဒဏ်ရာရရှိသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုပါဝင်လာနိုင်ခြင်းမရှိဘူး။ပြီးလို့ရှိရင်တစ်ဖက်က Carafiori လည်းဒဏ်ရာရထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာမပါဝင်လာနိုင်ဘူး။အဲအဲဒီအတွက်ကြောင့်ကျွန်တော်တို့နောက်တန်းမှာတော့ ာဆင်နယ်နောက်တန်းမှာတော့ကျွန်တော်အပြောင်းလဲရှိတယ်အထူးသဖြင့်ကျွန်တော်တို့အဲတင်မတို့ဘာလို့ရှိမလဲတင်မဆိုရင်လည်းကျွန်တော်တို့ CBD ဘာတွေဝင်ဆော့လို့ရတယ်ပါဘာတက်လဲကြောင်းဆိုရင်နယ်သာလန်ဘွဲမှာလည်းတင်မအနေနဲ့ right back ကိုကျွန်တော်တို့ CBD ရောဘာတွေကိုဆော့လို့ရတဲ့အတွက်ကြောင့်အဲတင်မအနေနဲ့ကျွန်တော် CBD ဝင်ဆော့မယ်ဆိုရင်လည်းအဆင်ပြေတယ်လို့မြင်တယ်ဒါပေမဲ့အဲ CBD မှာကျွန်တော်တို့ကစားသမားဖြစ်တဲ့ Moscow ရရှိနေတဲ့အတွက်ကြောင့်တင်မကို right back မှာ ထားပြီးတော့သုံးသွားမယ်လို့မြင်တယ်တစ်ဖက်ကကျွန်တော် color fill တွေမရှိတဲ့အတွက်ကြောင့်လို့ scale တွေပဲပွက်ထလာမယ်လို့တော့မြင်တယ်ကွင်းလယ်မှာဆိုရင်တော့ကျွန်တော်တို့အစနေအဓိကကွင်းလယ်ကစားသမားဖြစ်တဲ့ Dikron Wright တို့ Zubimani တို့ပြီးလို့ဆိုရင် Azido တို့နဲ့ပဲပွက်ထလာပြီးတော့ကျွန်တော်တိုက်ဆက်ကတော့အဲကွင်းကကျွန်တော်ပြောခဲ့လို့ပရတာယောကရအနေနဲ့ဒဏ်ရာရထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ Maino ပဲအဲတိုက်ဆက်ကစားသမားဖြစ်ပွက်ထလာပြီးတော့တစ်ဖက်ကကျွန်တော်ဆာလာနဲ့ကျွန်တော်တို့ထွတ်စောနဲ့ပဲဒီအစုဖွဲ့နဲ့ပဲထွက်လာပြီးတော့ အဲကျွန်တော်တို့ Tottenham Hotspur ကိုရှင်းပြန်သွားမယ်လို့တော့မြင်တယ်။ Okay အဲဆိုရင်ကျွန်တော် Tottenham Hotspur ကိုကြည့်လိုက်အောင် Tottenham Hotspur ကတော့ရှင်းပါတယ်ဒီနေ့ပွဲမှာတော့သူတို့လည်းလူစုံတက်ဆုံနဲ့ကျွန်တော်တို့ဒီနေ့ပွဲမှာတော့အဲပွတ်ထလာမယ်လို့တော့မြင်တယ်။သူတို့အဓိကအကူသမနေရာမှာတော့ Picario ပဲပွတ်ထလာပြီးတော့နောက်တန်းလေးယောက်နေရာမှာဆိုလို့ဆိုရင်တော့ကျွန်တော်တို့ပိုရိုတို့ပြီးလို့ဆိုရင်ကျွန်တော်တို့ Romero တို့ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ Netherlands ပွဲမှာကျွန်တော်ခြေစွမ်းတွေပြတ်တက်ထားတဲ့ Van de Ban တို့ပြီးလို့ဆိုရင်တစ်ဖက်ကကျွန်တော်တို့ Span တို့ဘာလို့နဲ့ပွတ်ထလာပြီးတော့ ကွင်းလက်မှာဆိုရင်လည်းကျွန်တော်တို့တို့ရဲ့အဓိကကွင်းလက်ကစားသမားဖြစ်တဲ့ကျွန်တော်ပါလင်းညာတို့ပြီးလို့ဆိုရင်ဘန္နကာတို့ပြီးလို့ဆိုရင်ကျွန်တော်တို့စာတို့နဲ့ပဲကျွန်တော်အမြင်ရဆိုရင်ပွက်ထွက်လာမယ်လို့တော့မြင်တယ်ဒီကျွန်တော်တိုက်ဆက်မှာဆိုရင်တော့တို့အနေနဲ့ Richard Leeson ကိုဒီနေ့အနေနဲ့အဲပွဲမှာတော့ပွက်ထွက်လင်းလူစင်းရနေပြီးတော့တုံးသွားမယ်လို့တော့မြင်တယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ကိုဟာကုဒတ်တို့တစ်ဖက်ကကျွန်တော်တို့အဲဇာဗီဆိုင်မွန်တို့နဲ့ဒီ၃ယောက်နဲ့ပဲတွဲပြီးတော့တစ်ဖက်ကကျွန်တော်အာဆင်နယ်နောက်တန်းကိုကျွန်တော်တို့ဒုက္ခပေးနိုင်မယ်လို့တော့မြင်တယ် ဒါမှလည်းတစ်ဖက်ကပြန်ပြန်ကြည့်မယ်ဆိုလို့ဆိုရင်အာဆင်နယ်ကျွန်တော်တို့လက်ပတ်ကနည်းနည်းလေးဥမာကျွန်တော်မြင်ရဆိုလို့ဆိုရင်အာနေနေတောင်ရှိတဲ့ပေမဲ့တကယ်လို့ဒါလည်းဟိုကွင်းလယ်ကစားသမားဖြစ်တဲ့အဲဇူဝီမန်ဒီတို့ဒီဂရန်ရိုက်တို့ရဲ့နောက်ဆင်းခုပေးမဲ့အချိန်မှာဆိုရင်တော့အဲတော်တော်ဟော့စပါ့ရဲ့တိုက်စစ်ကဒီနေ့ပွဲမှာအာဆင်နယ်ရဲ့ကျွန်တော်တို့ခံစစ်ကိုထိုးဖောက်ဖို့တော်တော်လေးခက်သွားမယ်လို့ရမြင်တယ်အဲတစ်ဖက်ကကျွန်တော်တို့အာဆင်နယ်ရဲ့တိုက်စစ်ကလည်းကျွန်တော်တို့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ဘန်နကာတို့ပန်လင်းဟန်တို့တော်တော်လေးဥမာကျွန်တော်တို့အဲ ကြော်ဖြတ်ဖို့အာခက်မယ်လို့ရမြင်တယ်ဒါမှမဟုတ်လည်းကျွန်တော်တို့စာကာတို့အနေနဲ့ဒီလိုမျိုးအဲပွဲကြီးပွဲကောင်းတွေမှာဆိုလို့ရှိရင်ပုံစံကောင်းတွေပြတ်တတ်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာထပ်ပြီးတော့ပုံစံကောင်းတွေပြတ်တတ်နိုင်မလားဆိုတာမြင်အာကျွန်တော်စောင့်မျှော်ကြည့်ရမယ်တစ်ဖက်ကကျွန်တော်တို့တော်တော်စပါးရဲ့ကျွန်တော်အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ဘယ်လိုလဲ retaliation retaliation အနေနဲ့ဆိုလို့ရှိရင်တော့သူ့အနေနဲ့အဲတွင်းကိုတွေတွင်းဒါမှမဟုတ်ပဲတွင်းဆိုလို့ရှိရင်ချစ်ပါကိုတွေတွင်းပြီးတော့အဲအင်ကြီးချုပ်ပြီးတော့အောင်ပွဲမခံဖို့အရေးကြီးပါတယ် ဘာတော့ကြောင့်လဲဆိုလို့ရှင်ကျွန်တော် Richard Lee နေနဲ့အင်ကြီးချုပ်ပြီးတော့အောင်ပွဲခံလိုက်ပြီမယ်ဆိုလို့ရှင်တော့တေချာတယ်အဲ့ဒီပွဲကလုံးဝကို Tottenham Hotspur အနေနဲ့အနိုင်ရလက်ကိုပုံဖော်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ကျွန်တော် Richard Lee အနေနဲ့အင်ကြီးချုပ်ပြီးတော့အောင်ပွဲမခံဖို့ရည်ကြီးပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုလို့ရှင်တော့တစ်ဖက်က Arsenal ထပ်ပြီးတော့နိုင်မိုးကိုဆက်လက်အဲရယူသွားနိုင်မယ့်အခြေအနေမျိုးတွေရှိတယ်ကျွန်တော်တို့ပြန်တော့နှစ်သင်းလုံးခြုံငုံကြည့်ရမယ်ဆိုလို့ဆိုရင်တော့နှစ်သင်းလုံးကတော့တော်တော်လေးမှကောင်းမွန်တယ် ်တစ်ဖက်ကကျွန်တော်အာဆင်နယ်မှာတော့နောက်တန်းလဲကျွန်တော်တို့တိုက်စစ်ကစားသမားအားလဲနည်းနည်းလေးအားနေနေတာဖြစ်ပေမဲ့သူတို့ရဲ့ကွင်းလဲကစားသမားတွေဖြစ်တဲ့ဇူဘီမန်နီတို့ပြီးလို့ရှိရင်ဒီဂရန်ဝိုက်တို့နဲ့အဲဟုတ်တယ်ဒီဂရန်ဝိုက်ရဲ့နောက်တစ်ယောက်ကကျွန်တော်တို့ SC တို့ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားနေတဲ့အတွက်ကြောင့်အဲတိတ်ပြီးတော့ကျွန်တော်တို့ဒီတိုက်စစ်ကိုလိုက်ပတ်မှုမှာလဲအဲကျွန်တော်အရှိပွဲတွေလိုပဲတိတ်ပြီးတော့အားနေသွားမယ်လို့တော့ကျွန်တော်ကမမြင်ဘူးတစ်ဖက်ကကျွန်တော်တို့အဲတော်တန်ဟော့စပါလည်း အများအားလို့တို့အနေနဲ့အာဆင်နယ်ရဲ့အိမ်ကွန်းမှာတွားရောက်ရင်ဆိုင်တဲ့ပွဲတွေမှာအများအားလို့ရှုံးနေထားတဲ့ကျွန်တော်ချိန်သာစိုးယူဒီညမှာကျွန်တော်ပြန်လဲခြေဖြတ်ပြနိုင်သွားမလားဒါမှမဟုတ်ဘဲနဲ့အာဆင်နယ်ကပဲအများအားလို့ကျွန်တော်တော်တန်ဟော့စပါနဲ့တွေ့တိုင်းအများအားလို့အနိုင်ပွဲတွေကိုပုံဖော်ထားနိုင်တဲ့တို့ရဲ့အိမ်ကွန်းအားနဲ့ဒီနေ့မှာပဲထပ်ပြီးတော့နိုင်ပွဲတွေပုံဖော်သွားနိုင်မလားဆိုတာညီကိုရီအနေနဲ့ဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်လာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းနေတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ